Sky Daily ကြည့်ရှုသူမိဘပြည်သူများမင်္ဂလာပါရှင်။ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းကြောင်းရာကတော့2025ခုနှစ်ဇွန်လ26ရက်နေ့မှာကြာရောက်မယ်။38ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာမူးယစ်စည်းဝါအလွဲသုံးမှုနဲ့တရားမဝင်ရောင်းဝယ်မှုတိုက်ဖြတ်ရေးနေ့အထင်အမှတ်အဖြစ်မူးယစ်စည်းဝါစိုးကျိုးအန်ဒီရဲ့အသိပညာပေးဟောပြောပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ မိဘပြည်သူများအနေနဲ့မိမိတို့ရဲ့စေကြောသက်ရင်သွေးငယ်များမှုရင်စေဝါတုံးဆွဲခြင်းရှိမှရှိနေလူငယ်များအနေနဲ့မှုရင်စေဝါနဲ့စိတ်ကိုပြောင်းလဲစေသောစေဝါများကိုစမ်းသပ်တုံးဆွဲခြင်းဆဲလန်းစာတုံးဆွဲခြင်းကိုလုံးဝရှောင်ကျဉ်နိုင်စေဖို့စေဆွဲခြင်းဝေဒနာခံစားရပါကနှိစက်ရာစေယုံစေကံကျမ်းမာရေးဌာနများသို့စောလင်စွာပြသနိုင်စေဖို့မှုရင်စေဝါကိုရှောင်ကြားနိုင်ရေးအတွက်မိမိတို့ဝါသနာပါတယ် အားကစားဂီတအစရှိသည်တို့ကို စိတ်ပါဝင်စားစွာလောက်ကင်စီဘူးမူဝင်စီဝါကင်းစင်နေလူမှုအတိုင်းဝန်ဖြစ်စေရန်မိမိကိုယ်ကိုမူဝင်စီဝါအန္တရာယ်မှ ကာကွယ်နိုင်ပြီးမိသားစုအတွင်မူဝင်စီဝါပြတနာဝင်မလာနိုင်စေဖို့ကို အစဉ်အမြဲတည်ရှိသေးပါတယ်မိမိတို့အနေထိုင်ရာပဝင်းကျင်မှာမူဝင်စီဝါအန္တရာယ်ရှိနေပါကသက်ဆိုင်ရာတာဝန်ရှိသူများထံလှုပ်ဝက်စွာသတင်းပေးပို့ပြီးကာကွယ်နိုင်စေဖို့ မူရင်စေဝါသုံးဆွဲသူကိုစွန့်ပစ်ထားပါကရာဇဝတ်မှုများကျူးလွန်ခြင်းဒါအပြင် အခြေအနေပေးပါက၎င်းသုံးဆွဲနေမှုနဲ့ရက်တီမှုကာမိစေရန်မူရင်စေဝါဖြန့်ဖြူးရောင်းချခြင်းကြောင့်မူရင်စေဝါသုံးဆွဲသူများတိုးပွားလာနိုင်ပါတယ်ကုဆတ်ယောဂကဲ့သို့မူရင်စေဝါသုံးဆွဲသူပုံမိုကျေပြန့်မှုမရှိစေရန်မူရင်စေဝါသုံးဆွဲသူကိုစစ်ပြကုသနိုင်မှုအတွက်၎င်းတို့နေထိုင်ရာပတ်ဝန်းကျင်မိသားစုအတိုင်းဝိုင်းက ဝိုင်းဝန်းကူညီဖေးမပြီးငွေရင်ဆေးဆွဲယောဂကုဌာနများသို့ပို့ဆောင်ပေးစီလိုပါတယ်။ဒါကြောင့်ကုဆတ်ယောဂကဲ့သို့မူရင်ဆေးဝါးသုံးဆွဲသူပုံမကျပြတ်မှုမရှိစေဖို့မူရင်ဆေးဝါးသုံးဆွဲသူကိုဆေးဖြတ်ကုသနိုင်ရေးအတွက်ခုနိထာယာပဝင်းချင်းမိသားစုအတိုင်းဝိုင်းကဝိုင်းဝန်းကူညီဖေးမပြီးမူရင်ဆေးဆွဲယောဂကုဌာနများသို့ပို့ဆောင်ပေးခြင်းဖြင့်မူရင်ဆေးဝါးပပျောက်ရေးကို အမျိုးသားတာဝန်တရက်အဖြစ်ခံယူကလူတိုင်းကိုယ်စီအသိစိတ်သက်ရှိရှိဖြင့်ပါဝင်ဆောင်ရွက်နိုင်စေဖို့စရာတွေကိုရည်ရွယ်ပြီးဝင်းစေဝါစိုးကျိုးအန်ဒီရဲ့အသိပညာပေးဟောပြောပွဲတွေကိုကျင်းပပြုလုပ်ရတာဖြစ်တယ်လို့သိရပါတယ်။ဒါကြောင့်မြန်မာနိုင်ငံမူဝင်စေဝါစံကျင်ရေးအသင်းဘဟုရဲ့ဥဆောင်လဲညွှန်မှုနဲ့အတူပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနတန်လင်းအမှတ်၈အခြေခံပညာအထက်တန်းအကြောင်းတန်လင်းနေ မွေးစီဝါတာစီနှိမ်နှင်းရေးရဲတပ်ဖွဲ့တို့ပူးပေါင်းပြီးဂျိုလာ26ရက်နေ့မှာကြာရောက်မယ်38ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာမွေးစီဝါအလွဲတော်မှုနဲ့တရားမဝင်ရောင်းဝယ်မှုတိုက်ဖြတ်ရေးနှင့်အထင်အမှန်အဖြစ်မွေးစီဝါစိုးကျိုးအန်ဒီရဲ့အသိပညာပေးဟောပြောပွဲကိုဒီကနေ့ဂျိုလာ12ရက်နနက်9နာရီခွဲကတန်လင်းမျိုးအထကတဲ့ကျောင်းမှာအခမ်းအနားအစီအစဉ်9ရက်နဲ့အညီကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါဗျာ ကဲ့ပါဒီနေ့ဝိရင်ဖွဲရနေပြီးတော့လာပြီးတော့ကျမကျောင်းမှာဟောပြောပြီးအသိပညာဝိရင်စေဝါဆိုင်ရာအသိပညာပေးဟောပြောပွဲလာလုပ်ပါတယ်ဒီအတွက်အများကြီးဝမ်းမြောက်ဝတ်တာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ယနေ့ခေတ်လူငယ်လူရယ်လေးတွေကိုဒါဝိရင်စေဝါနဲ့ပတ်သက်လို့အသိပညာပေးပေးဖို့လဲလိုအပ်လို့တလို့ပေးဖို့လဲအများကြီးလိုအပ်ပါတယ်။ဒါကြောင့်မလို့ကျမအခုလိုလာပြီးတဲ့အတွက်ကြောင့်မို့လဲအများကြီးကျေးဇူးတင်ပါတယ်။ဟုတ်ကဲ့ပါကျမအခုဒါကျမအင်ရှင်ကျောင်းအမေလေးရတော့ ော်ပြောပွဲလာပြီးကျင်းပပေးတဲ့အဖွဲ့အစည်းကိုလည်းကျေးဇူးတင်တယ်။ကျမဘက်ကလည်းကျမကြောင်းခံဖြစ်တဲ့အတွက်ကြောင့်မလို့ကျမအဆက်ဆက်ရရဝိုင်းဝန်းကူညီပြီးတော့ထောက်ပံ့ကူညီပေးပါတယ်။ကျမဒီဘက်ကကြောင်းမှလိုအပ်တဲ့ဒီကျမရဲ့အခမ်းအနားပြင်ဆင်မှုတွေအခန့်ကျွမှုမှုတွေပြီးတော့ကျမကလေးတွေရဲ့ဒီဘက်ကခန္ဓာမှုဆောင်ရွက်မှုတွေကျောင်းသားကျောင်းသူအားဖြစ်စေမှုတွေဒါတွေအားလုံးကိုလည်းကျမဘက်ကအစွမ်းကောင်ကူညီပေးတာပါလိမ့်စီ။ယနေ့ခေတ်လူငယ်တွေအနေနဲ့ဆိုရင်တော့အများကြီးတည်တည်ပါတယ်။ဒါကြောင့်လဲဆိုတော့ကျမတို့မှာကျောင်းနေမှာနေ့စဉ်ပေါ့ ကြုံတွေ့နေရတဲ့ပြဿနာတွေဟိုမှာစလိတ်တောက်တယ်ဝီစီဝအစာပေါ့နော်စလိတ်တောက်တယ်ဒီပြဿနာတွေကိုလည်းကျမတို့ကအများအားဖြေရှင်းနေရပါတယ်ယနေ့ခေတ်ကာလကလေးငယ်တွေဟိုကအတုမြင့်အသက်တင်တဲ့ပုံမှာမူတည်ပြီးတော့ပြီးတော့ဘိတ်ရှူတယ်ဘိတ်ရှူတာပေါ့နော်အဲ့တော့ဘိတ်ရှူတဲ့ပြဿနာတွေလည်းကျမတို့ကမိန်းကလေးယောက်ျားလေး ဓာတ်တွေကိုရင်ဆိုင်ဖြည့်ဆင်းနေရပါတယ်။အဲ့ဒီနောက်ွယ်မှာတဆင့်တက်ပြီးတော့ရက်တောက်တယ်။အေးအေးဘူးတွေထဲမှာရက်တောက်တယ်။ဒီလိုမူရစေဝါဆိုချိုးကိုစတင်အသုံးပြုလာတဲ့ဒီလိုရွယ်မနှမနဲ့အရွယ်ပေါ့နော်။ဒီမိကောင်ပေါက်အရွယ်လေးတွေကိုထိရခတ်တဲ့အရွယ်လေးတွေမှာကျမတို့ကမူရစေဝါနဲ့ပတ်သက်တဲ့အသိပညာပေးတွေဟာအများကြီးလိုပါတယ်။ဒါကြောင့်မလို့ကျမကလည်းအများကြီးလိုအပ်တဲ့အများကြီးလိုက်လိုက်လဲလဲကိုလည်းဖိတ်ခေါ်ပြီးတော့ခုလိုလာလုပ်ပေးတဲ့အတွက်လည်းအများကြီးကိုကျမကကျိုးဆိုပြီးတော့လက်ကမ်းကျိုးဆိုပါတယ်။ အရင်ကောင်းပါတယ်နော်ကလေးတွေပေါ့လေဒီလိုဆက်ကြောက်တဲ့ကလေးတွေမှာဒီလိုမျိုးမူးယစ်ဆဲကအများတန်းဟိုလက်ရကမ်းမှာဆက်လိုက်တရားရှိတယ်ပေါ့နော်ဆက်လိုက်ကနေစပြီးတော့မူးယစ်ဆေးဝါးဒီကိုတုံးဆွဲနိုင်တဲ့အတွက်လူမျိုးဟောပြောဝဲတွေဆင်းတဲ့အတွက်လူငယ်တွေအများအတွက်တော်တော်ကောင်းပါတယ်ရှင်ကျမတို့ဌာနဆိုလို့ရှိရင်ပေါ့နော်နေရုနေမြတ်တွေဆိုလို့ရှိရင်ဟိုအများတန်းဟောပြောဝဲတွေအဆင်နေရပါတယ်ဒီမူးယစ်ဆေးပါမဟုတ်ဘူးကျွန်내ဌာနဆိုင်ရာတွေနဲ့လေပူပေါင်းမှုအာကစားဆိုလဲအာကစားလူငယ်ရေးရာဆိုလဲလူငယ်ရေးရာပေါ့နော်ကျမတို့ဌာနတွေကပူပေါင်းပြီးတော့ ဆောင်ရွက်နေပါလိမ့်ရှင်လူငယ်တွေကိုအသိပညာပေးတဲ့ဌာနဖြစ်တဲ့အတွက်ကျွန်တော်တို့ကတော့အမြဲတမ်းဟောပြောပွဲတွေဆင့်နေရပါမယ်လူငယ်တွေအနေနဲ့အများဆုံးသိသင့်ပါလေအဲ့လိုမျိုးသိမှလည်းပေါ့နော်တို့နိုင်ငံအတွက်အများကြီးအကျိုးရှိမယ်တကယ်လို့တယောက်တဦးတယောက်ကပေါ့လေတုံးဆွဲပြီးတော့လက်ဆင့်ကမ်းသွားလို့ရှိရင်အများကြီးပြန့်နှံ့သွားနိုင်တယ်ပေါ့လေကြောင်းကြောင်းနေမှာဆိုလို့ရှိရင်အဲ့လိုမလို့ကလေးတွေအများဆုံးသိသင့်ပါတယ်ဒီလိုမျိုးလေမူရစေဝါရဲ့စိုးကျိုးတွေကိုကလေးတွေအများဆုံးသိတင်ပါလေတရားရာခိုင်နှုန်းကိုသိတင်ပါလေရှင်။ရန်ကိုကောင်းပါတယ်ဒီလိုမျိုးကွဲတွေကိုလည်းအများကြီးလုတ်တင်ပါတယ်။ 2025ခုနှစ်ကျွန်းလာ26ရက်နေ့မှာကြာရောက်မယ်38ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာမူရင်းစေဝါအလွဲတုံမှုနဲ့တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထင်းအမှတ်အဖြစ်မူရင်းစေဝါစိုးကျိုးအန်ရဲ့အသိပညာပေးဟောပြောပွဲအခမ်းအနားကိုမြန်မာနိုင်ငံမူရင်းစေဝါစန့်ကျင်ရေးအသင်းဘ ਹੁ ဥက္ကဋ္ဌဝနကျော်ထင်ဦးစိုးဝင်းရဲချုပ်ငိမ့်နဲ့တာဝန်ရှိသူများပြန်ကြိုင်းနေပြည်သူဆက်ဆံရေးဦးစီးဌာနမှတာဝန်ရှိသူများမူရင်းစေဝါတာစီနိုင်နေရေးရဲတပ်ဖွဲ့ဝင်များနဲ့ အမတ်တအခြေခံပညာအထက်တန်းကျောင်းတန်လေးမျိုးမှာကျောင်းဆရာမကြီးနဲ့ဆရာဆရာမများအနာကျောင်းသူများနဲ့သက်ဆိုင်ရာဌာနအသီးမှတာဝန်ရှိသူများတက်ရောက်ခဲ့တယ်လို့သိရပါဗျ။